မင်္ဂလာပါဒီနေ့မှာတော့ကျွန်မအနေနဲ့ပြောချင်လဲဆိုတော့ Trigan အလှဆိုတဲ့အကြောင်းအရာလေးပြောချင်ပါတယ် ဒရီကန်ဆိုတာဘာလဲသုံးနှာညီတာဖြစ်ပါတယ်ဆိုတော့သုံးနှာညီတယ်အနာသုံးနှာညီတယ်ဆိုလို့ရှိရင်ဒါဟာဒရီကန်ဖြစ်တယ်ဒါဆိုသုံးနှာလုံးလှတယ်ဆိုလို့ရှိရင်ဒရီကန်အလှရှိတာဖြစ်ပါတယ်ဒါဆိုအဲ့ဒီအနာသုံးနှာကဘာလဲဆိုတော့ပထမတစ်ချက်ကကြတော့မိမိကိုယ်ကိုဘယ်လောက်ထိထူးချွန်ပြောင်မြောက်အောင်ဆွမ်းဆောင်နိုင်လဲမိမိရဲ့မိသားစုမိမိရဲ့နိုင်ငံတိုးတက်အောင်ဘယ်လောက်ထိထူးချွန်ပြောင်မြောက်စွာဆောင်ရွက်နိုင်လဲဆိုတဲ့တဏှာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ထိ sharp ဖြစ်လဲဘယ်လောက်ထိ bright ဖြစ်လဲဆိုတဲ့တဏှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဘယ်လောက်ထိကိုကျင်းသိက္ခာကောင်းတယ်လဲ ဘလောက်ထိသူများအပေါ်မှာစိတ်ဆင်းရဲမှုမရှိအောင်ဆွမ်းဆောင်နိုင်တယ်လဲကိုကြောင့်သူများမျက်ရည်မကြောက်အောင်ဘလောက်ထိလှုပ်ပေးနိုင်လဲဆိုတဲ့အနာတနာဖြစ်ပါတယ်နောက်ဆုံးတနာကတော့ဘာလဲဆိုတော့ပရာဟိတစိတ်ထားဖြစ်ပါတယ်ပရာဟိတစိတ်ထားဆိုတော့သူများကောင်းချိုးအတွက်ဘလောက်ထိတနေကုန်မှာဆောင်ရွက်နိုင်တယ်လဲတစ်နှစ်မှာဆောင်ရွက်နိုင်တယ်လဲတစ်လမှာဆောင်ရွက်နိုင်တယ်လဲအဲ့လိုဆောင်ရွက်နိုင်နေဆိုလို့ရှိရင်တော့နောက်ထပ်တနာပြည့်စုံတာဖြစ်ပါတယ်ဒီအနာသုံးနာညီညွတ်တယ်ဆိုလို့ရှိရင်တော့ကျမတို့မှာတရိကံအလှရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် မင်္ဂလာပါဒီနေ့မှာတော့ကျွန်မအနေနဲ့ပါပြောချင်လဲဆိုတော့တရီကန်အလှဆိုတဲ့အကြောင်းအရာလေးပြောချင်ပါတယ်တရီကန်ဆိုတာဘာလဲသုံးနာညီတာဖြစ်ပါတယ်ဆိုတော့သုံးနာညီတယ်အနာသုံးနာညီတယ်ဆိုလို့ရှိရင်ဒါဟာတရီကန်ဖြစ်တယ်ဒါဆိုသုံးနာလုံးလှတယ်ဆိုလို့ရှိရင်တရီကန်အလှရှိတာဖြစ်ပါတယ်ဒါဆိုအဲ့ဒီအနာသုံးနာကဘာလဲဆိုတော့ပထမတစ်ချက်ကကြတော့မိမိကိုယ်ကိုဘလောက်ထိထူးချွန်ပြောင်မြောက်အောင်ဆွမ်းဆောင်နိုင်လဲမိမိရဲ့မိသားစုမိမိရဲ့နိုင်ငံတိုးတက်အောင်ဘလောက်ထိထူးချွန်ပြောင်မြောက်စွာဆောင်ရွက်နိုင်လဲဆိုတဲ့တဏှာဖြစ်ပါတယ်ဆိုတော့ဘလောက်ထိ sharp ဖြစ်လဲဘလောက်ထိ bright ဖြစ်လဲဆို ဆိုတဲ့တဏှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဘလောက်ထိကိုကျင်းတိတ်ခါကောင်းတယ်လဲဘလောက်ထိသူများအပေါ်မှာစိတ်ဆင်းရဲမှု မရှိအောင်စွမ်းဆောင်နိုင်တယ်လဲကိုကြောင့်သူများမျက်ရည်မကြောက်အောင်ဘလောက်ထိလှုပ်ပေးနိုင်လဲဆိုတဲ့အနာတဏှာဖြစ်ပါတယ်နောက်ဆုံးတဏှာကတော့ဘာလဲဆိုတော့ပရာဟိတစိတ်ထားဖြစ်ပါတယ်ပရာဟိတစိတ်ထားဆိုတော့သူများကောင်းချိုးအတွက်ဘလောက်ထိတနေကုန်မှာဆောင်ရွက်နိုင်တယ်လဲတစ်နှစ်မှာဆောင်ရွက်နိုင်တယ်လဲတစ်လမှာဆောင်ရွက်နိုင်တယ်လဲအဲ့လိုဆောင်ရွက်နိုင်နေဆိုလို့ရှိရင်เนาะနောက်ထပ်တဏှာပြေဆုံးတာဖြစ်ပါတယ်ဒီအနာ၃နာညီညွတ်တယ်ဆိုလို့ ရှင်တော့ကျမတို့မှာတရိကံအလှရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်